ိုင်စင်မဲ့စိုက်ကားတွေကိုစီစစ်ပြီးအေးအေးယူပေးဖို့အတွက်ဒေါအောင်ဆန်းစုကြည်နဲ့တွေ့ဆုံမဲ့ပွဲမှာတောင်းဆိုသွားမှာဖြစ်တယ်လို့အနှင်းရင်လှုပ်သားတွေကပြောဆိုလိုက်ပါတယ်။အောင်ကိုကိုလက်ရဲပေးဖို့ချက်မှာရှူစားနိုင်ပါတယ်ခင်ဗျာ။သင်ပြဆွေးနွေးမှုကိုအချိန်3မိနစ်သာရမှာဖြစ်တဲ့အတွက်အနှင်းရင်မောင်အလုပ်သမားတွေအနေနဲ့အများဆုံးကြုံတွေ့နေရတဲ့အခက်အခဲတွေကိုတောင်းဆိုမှာဖြစ်တယ်လို့အနှင်းရင်မောင်တဦးကအခုလိုပြောဆိုပါတယ်။အဲ့တော့ gate တစ်ကိတ်မှာဗာပြုလို့ဆိုတော့ဘလဘိန်းဆိုတာညားနေအဲ့တော့ဘလဘိန်းဘလဘိန်းနေတဲ့လူကလည်းကန့်ခွက်ပါပဲအဲ့မှာ ။ဘာဖြစ်လို့လဲဆိုတော့ तू ကတော့ဘလဘင်းနေတာပဲဒါကြောင့်သူကတော့ကန့်ကွက်မှာပဲ။အဲ့တော့ကျွန်တော်တို့ကလည်းဘလို့ပြန်လောက်ရလဲဆိုတော့အခုဂိမ်းကြီးတွေကိုကုန်းပြန်ပြီးသူ့ပြီးပြီးတော့မှအခုကျွန်တော်တို့ဆိုလို့ရင်ဂိမ်း50ကျော်ရှိတယ်။အဲ့ဂိမ်း50ကျော်ကဒီကုန်းခေါ်တယ်ခေါ်ပြီးတော့မှကျွန်တော်တို့ကဓာတ်လေးဓာတ်လေးဖြစ်ပြနေတယ်။အဲ့တော့တော့သူကြီးရဲ့သုံးချက်ချက်ပေါ့။ဟိုကဒီပြီးတော့မှအခုဒီ9ရက်ကနေမှပြန်ပြီးတော့တောင်းဆိုရဲတယ်မပါလား။အဲ့တော့အချက်သုံးချက်ပဲ။အများကြီးလည်းမဟုတ်ဘူး။ အဲ့ဒါကျွန်တော်တို့ခုနကဆိုတော့တောင်းဆိုတဲ့အချက်လေးတည်းမှာတော့နေ့စီကံထိန်းသိမ်းပြန်ဖွဲ့ဖို့ရဲရုံးမြင်နေရာလေးရဖို့ရဲဒီဂိတ်ဒီမှာဗလက်ဘိန်းဆိုတာအခုနံပါတ်မရှိပြဗလက်ဘိန်းများကိုရှင်းလင်းပေးဖို့ဆက်ရှားပေးဖို့ဒါပဲတောင်းဆိုတော့ဆာစုကြည်နဲ့တွေ့ဆုံဖို့ကိုရန်ကုန်တိုင်းဒေသကြီးအတွင်းကအနှင်းရင်အလုသမားများရှိရာ54မြို့နယ်ကိုတမြို့နယ်ကိုစလဲ9ဦးစီတက်ရောက်ခွင့်ရရှိမှာဖြစ်ပါတယ်။အဲ့ဒီမြို့နယ်တွေထဲကမှ၃မြို့နယ်ကိုမဲနိုင်ရွေးချယ်ခဲ့ပြီးတော့၃မြို့နယ်ကကိုစလဲ2ဦးစီကသာ တင်ပြဆွေးနွေးခွင့်ရမှာဖြစ်တယ်လို့လိုင်မျိုးနယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာတာဝန်ရှိသူတဦးကအခုလိုပြောဆိုပါတယ်။ဆိုက်ကားကဟိုတင်ပြခြင်းရရှိပြောပြောဆက်ဆွေးနွေးရှိအားလုံးကျွန်တော်ရုံးအစီအစဉ်ပြုလုပ်ပြီးပါတော့မှာအားလုံးတို့ဒီမှာလာဆွေးကြအစိုးရတို့တိုင်းမျိုးအချက်သုံးချက်တို့တော့တူပြီးတော့တောင်းဆိုနေကြောင်းနေတယ်အလုံးသွားနေတော့ဒီကအစိုးရတင်ပြဖို့အချက်သုံးချက်မဲနိုင်ရွေးချယ်ရမှာ လှိုင်းစမ်းကြောင်းနဲ့ဗဟန်မြို့နယ်တို့ကရရှိခဲ့ပြီးတော့တိုင်မြို့နယ်ကတယောက်ခွင့်ရကိုယ်စားလှယ်တဦးကတော့အခုလိုပြောဆိုပါဗျာကျွန်တော်ဖြစ်နိုင်တဲ့အားလောက်ပဲကျွန်တော်တောင်းတာပါဟိုမဖြစ်နိုင်တဲ့အားတွေတော့ဒီဒေသကိုတန်ပြရသေးတဲ့အားကြီးဟိုခက်ခက်ခဲခဲကြီးကတော့ဟုတ်ပါဘူးကျွန်တော်တို့တောင်းစပါအားလေးကတစ်ချက်တစ်ချက်သုံးချက်အများဆုံးသုံးချက်ပေါ့နော်အဲ့ဒါလောက်ပါပဲလက်ရှိမှာအနှင်းရင်လုတ်သားတွေအနေနဲ့စိုက်ကားတစ်စီးကိုကျက်တစ်ထောင်ကနေ1200ပေးပြီးငားရံအသုံးပြုနေကြတာပါ စိုက်ကားတံပိုးမှာလည်းမြို့နယ်လိုင်စင်ပေါ်မူတည်ပြီးတော့ကျက်15သိန်းကနေကျက်30ဝန်းကျင်တိရှိတယ်လို့သိရပါဗျ။ကျွန်တော်အောင်ကိုကိုလက်ပါ။